တို့အညာကိုအစဉ်မြဲအားပေးကြပါတော့တော်လန်ကလစ်ကာများအားလုံးပဲမင်္ဂလာပါရှင်ဆရာကြီးမြတ်တန်တေဘာသာပြန်ထားတဲ့လီလွင်တူဆိုတဲ့ဝတ္ထုကို အပိုင်းရှိအနေနဲ့ဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကျွန်မကတော့အတော်ပါလေလွင်တူ မြတန်တင်စပွဲနာရောက်တော့သူတို့ကသူတို့စပွဲမှာဝင်ထိုင်ဖို့ကျွန်တော်ကိုမဖိတ်ကြဘူးလေ။ဘာရလို့တော့မဟုတ်ပါဘူး။ဖိတ်ရကောင်းမှမသိကြလို့ပါ။ကျွန်တော်ကလည်းဘာရမလဲ။သူတို့မဖိတ်ပေမဲ့ဝင်ထိုင်လိုက်တာပေါ့။ကျွန်တော်တွဲကားတဲ့အမျိုးသမီးနာမည်ကဘာနစ်စ်တဲ့ဗျ။ရုပ်ခတ်ဆူဆူနှစ်ယောက်ရဲ့နာမည်ကတော့မာတီနဲ့လာဗန်နဲ့ကျွန်တော်ကလည်းကျွန်တော်နာမည်ဟာဂျင်းစတီးလို့ပြောလိုက်တာပေါ့ ကျွန်တော်လည်းသူတို့၃ယောက်နဲ့အတိတ်ပဲရှိတဲ့စကားလေးပါလေးပြောဖို့စူးစမ်းကြည့်တယ်။မရပါဘူးဗျာ။ဘာဆိုဘာမှပြောလို့မရဘူး။အတင်းဖြစ်တော့ပဲပြောလို့ရတယ်။ဒီလောက်တောင် တုံးရသလားဆိုပြီးလက်လိမ်ချိုးပစ်ဖို့ပဲကောင်းတယ်။၃ယောက်စလုံးခတ်တုံးတုံးတွေကြီးပဲ။တစ်ချိန်လုံးကောက်ဝဲခန်းပက်ပက်လေးကိုပဲလှမ်းကြည့်နေတော့တာပဲ။သူတို့မျှော်လင့်နေတဲ့ရုပ်ရှင်မင်းသားတို့ဘာလို့များ လာမယ်ထင်လို့လာတော့မပြောတတ်ဘူး။ရုပ်ရှင်မင်းသားတို့ဘာလို့နယူးယောက်ကိုလာရင် လာဗင်နာခမ်းမတို့ဘာလို့လာပြီးကတ်တတယ်လို့ထင်နေကြဟန်တူပါရဲ့။နိုင်ဝက်လောက်ကြတော့မှသူတို့သုံးယောက်စလုံးဆီယထဲမှာနေတဲ့အကြောင်းဘယ်မှာအလုံးလုံးတဲ့အကြောင်းကိုသိရတော့တယ်။သူတို့သုံးယောက်စလုံးကအာမခန်ရုံးမှာအလုံးလုံးနေကြတာ။ကျွန်တော်ကအလုတ်ကင်ပဲနေနေတလေစသဖြင့်မေးကြည့်သေးတယ်။ဒါပေမဲ့ဒီခက်တုံတုံအမျိုးသမီးသုံးယောက်စီကအတိတ်ပဲရှိတဲ့အဖြစ်ထွက်လာလိမ့်မယ်မြန်ထင်သလား။အဝေးကြီးအယောက်စိုးစိုးနှစ်ယောက်ဖြစ်တဲ့ မာတီနဲ့လာဗန်ကညီအမထင်တယ်လို့ကျွန်တော်ကမေးတော့သူတို့နှစ်ယောက်စလုံးကစိတ်ဆိုးလိုက်တာမပြောပါနဲ့တော့သူတို့နှစ်ယောက်စလုံးကတယောက်နဲ့တယောက်ရုပ်ချင်းတူကျင်ကြတာမှမဟုတ်ပဲကိုစိတ်ဆိုးတာပေါ့ဒါလေသူတို့ကိုတော့အဖြစ်မဆိုတော့ပေါ့ဘာပဲဖြစ်ဖြစ်ဟာတော့ဟာရတယ်ဗျာကျွန်တော်လဲသူတို့၃ယောက်စလုံးနဲ့တယောက်တစ်ချီစီကပ်ပစ်လိုက်တယ်အယုတ်ဆုံးမတယောက်ဖြစ်တဲ့လာဗန်ကတော့အကသိမ့်မဆိုးလာပါဘူးဒါပေမဲ့တခြားအယုတ်ဆုံးမဖြစ်တဲ့မာဒီကတော့အော်ကြောလန်ရောပြော သူနဲ့တွဲကြရတာလီပါတီကြောက်ရုံကြီးကိုချီကရတဲ့အတိုင်းပဲလေးလိုက်တာမပြောပါနဲ့တော့ဒီတော့သူ့ကိုကြီးကိုတွဲကြရတာတသက်အောင်ဆိုပြီးကိုကိုကိုကြံဖန်ပြီးပြောစရာရှာရတယ်ကျွန်တော်ကတွဲကနေကဝဲဟိုဘက်တောက်မှာရုပ်ရှင်မင်းသားဂယ်ရီကူပါရှိရဲ့လို့ပြောလိုက်တယ်ဒီတော့သူကအလန့်တကြားနဲ့ဘာမှလဲရင်လို့မေးတယ်ဗျဟာချက်ချင်းမှလက်မကြည့်လိုက်ပဲကိုခုလေးရင်အပြင်ဘက်ကိုထွက်သွားပြီမချောကမကတော့ပဲခြေပြားထောက်ပြီးဟိုဟိုဒီဒီမျှောကြည့်နေပြန်တယ် နားလိုက်တာဟဲလို့မချောကညီးနေတယ်။အဟုတ်ချင်းပြီးတော်တော်လေးကိုဝန်းနေသွားပုံပဲ။ကျွန်တော်လည်းသူ့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားတယ်။ငါနောက်တာလွန်သွားပြီလို့လေကို့ဘာသာကိုအဖြစ်တင်နေမိတယ်။တချို့လူတွေဟာနောက်เสียပြောင်းเสียဖြစ်ပေမဲ့နောက်ဖို့မကောင်းဘူးဗျ။သူတို့ကနောက်တာကိုအဟုတ်ထင်ချင်းထင်နေတာ။ပိုပြီးရေเสียကောင်းတာရှိသေးတယ်။ကျွန်တော်တို့နှစ်ယောက်ကပြီးစပွဲကိုပြန်ရောက်တော့ကျွန်တော်နဲ့တွဲကြတဲ့မာတီကခုလေးတင်ဂယ်ရီကူပါအခန်းထဲကထွက်သွားတဲ့အကြောင်းကျန်နှစ်ယောက်ကိုပြောပြတယ် ီတော့ကြံ့ရစ်ခဲ့တဲ့ဘာနစ်နဲ့လာဗန်တို့နှစ်ယောက်ဖြစ်နေလိုက်ပုံဟာဗျာကို့လူမြင်စေချင်တယ်ကိုကိုကိုတက်တည်ကြတော့မယ့်အတိုင်းပဲဒီတင်သူတို့ပြပြတလဲဖြစ်ပြီးသူကိုယ်တိုင်မြင်လိုက်ရသလားလို့မာဒီကိုဝိုင်းမိကြတယ်မာဒီကလည်းရိတ်ခနဲမြင်လိုက်တယ်လို့ပြောတယ်ကျွန်တော်ဖြစ်ဟားလိုက်ရတာဗျာဦးတက်ပြီးတိတ်မတက်ပဲညင်းနလာလို့ဘာကပိတ်တော့မယ်ဒါနဲ့ကျွန်တော်ကဘာမပိတ်ခင်မှာတောက်စီရနှစ်ခွက်စီယူပေးတယ်ကျွန်တော်အတွက်လဲကိုကာကိုလာမှားလိုက်တယ် အယုတ်ဆုံးမလာဗန်ကကိုကာကိုလာတောက်ရမလားဆိုပြီးကျွန်တော်ကိုလှောင်နေလေသူကအလာကြီးပြရဲစရာမောစရာပြောတတ်တာသူနဲ့မာတီကတော့ဒီစင်မာလာလေကြီးမှာတန်ကောလင်းဘီလက်ရီကိုတောက်နေကြတယ်လေဒီထက်ကောင်းတာလဲသူတို့မသိတော့ပဲကိုအသားဖြူမှာဘာနစ်ကဘတ်တုံးဝီစကီနဲ့ရေကိုရောတောက်နေလေရဲ့သူတို့သုံးယောက်စလုံးကြီးကန်းတောင်မောက်မျက်လုံးမျိုးနဲ့ရုပ်ရှင်မင်းသားကိုတစ်ချိန်လုံးလိုက်ရှာနေကြတာပဲတယောက်နဲ့တယောက်တော့စကားမပြောမိကြဘူး သူတို့အထဲမှာစကားအပြောဆုံးကတော့မာတီပဲဒါပေမဲ့သူပြောတဲ့စကားတွေက ပြင်းစရာကောင်းလိုက်တာဗျာကိုကာကိုလာထည့်တဲ့တံမှုလေးတွေကိုလည်းတံမှုပေါစနာလေးတွေလို့ခေါ်တယ်ဗျဘယ်ဒီစင်ကားရဲ့အဖွဲထဲကကလေးရင်နဲ့မှုတ်တဲ့လူကြီးကိုလည်းအမှုတ်ကောင်းတယ်ဆိုပြီးသဘောကျနေတယ်ပြီးတော့ကလေးရင်နဲ့ကိုလည်းပဲမြစ်တောက်ကြီးတယ်ဗျကဲစိတ်ပြည့်စရာမကောင်းလားဗျာတခြားအယုတ်ဆိုးမတယောက်ဖြစ်တဲ့လာဗန်ကတော့ ူ့ကိုသူရဲစရာမောစရာပြောတတ်တယ်လို့ထင်နေတယ်ဗျ။သူကကျွန်တော်အဖေစီကိုဖုံးမဆက်ဘူးလားတဲ့။ခုနေဘာလုပ်နေတလဲဆိုတာသိရအောင်ဖုံးဆက်ကြည့်ပါလားတဲ့။ကျွန်တော်အဖေမှာ small တို့ဘာလို့ရှိသလားဆိုတာလည်းမေးသေးတယ်ဗျ။အဲ့ဒီမေးခွန်းကို၄၅ခါလောက်မေးတယ်ဗျ။အသားဖြူဖြူနဲ့ bonus ကတော့တိတ်စကားမပြောဘူး။ကျွန်တော်ကသူ့ကိုတစ်ခုခုမေးလိုက်တိုင်းဘာရဲဘာရဲနဲ့တပါထရဲ့ဘာရဲနေတော့တာပဲ။ဘာရဲဆိုတဲ့စကားကြီးကြားရတာစိတ်ပျက်စရာကောင်းလိုက်တာဗျာ။ ူတို့လေရမကာတောက်ပြီးတော့သူတို့သုံးယောက်စလုံးထရက်လိုက်ပြီးသူတို့ပြန်တော့မယ်မနေ့ပြန်မနေ့ကျရင်ရေဒီယိုစီတီကဂီတဆက်ယုံမှာမနေ့ပွဲကြည့်ဖို့အဲ့ရကစောစောထရရမယ်ကျွန်တော်ကတားပေမဲ့မရဘူးဗျဒါနဲ့ကျွန်တော်တို့လေလူချင်းခွဲရတော့တာပေါ့စီရတဲကိုရောက်ရင်သူတို့စီကိုဝင်မယ်ပေါ့ဒါပေမဲ့ရောက်เสียအကြောင်းမရှိပါဘူးဒီတော့သူတို့နဲ့လည်းဘယ်တွေ့ရတော့မလဲ secret board ရောဘာရော ပေါင်းလိုက်ရင်အလုံး73ဒေါ်လာလောက်ကျတယ် တကယ်ကတော့ကျွန်တော်မရောက်ခင်ကတည်းကသူတို့တောက်နေကြတာဒီတော့ကျွန်တော်မရောက်ခင်သူတို့ဘာသာတောက်နေတဲ့ရမကအတွက်သူတို့ထုတ်ပေးတင်တာပေါ့ဒီတော့နေပါစေဘာညာဆိုပြီးကျွန်တော်ကထုတ်ပေးရင်ကောင်းတာပေါ့ထားပါလေဒါကအရေးမကြီးပါဘူးအားလုံးကျွန်တော်ကပဲပေးလိုက်ပါတယ်တိုက်ခေါ်တွေဆိုတော့ဒါတွေကိုဘယ်နားလဲပါမလဲသူတို့နားလဲတာကမျိုးရောင်ရဲ့ fashion အုပ်ထုပ်လှလှလေးတွေစောင်းပြီးရှောက်လိမ့်မယ်ဆိုတာလောက်ပဲသိတာကိုမနေ့အစောကြီးထပြီး ရေဒီယိုစီဒီကဂီတပွဲကိုတွမ်းနောက်ထိုင်ရတာကိုလည်းကျွန်တော်သိစိတ်ပြတ်တယ်ဗျာတကယ်ပဲတိုက်ကောမတွေကလည်းမြို့ရောက်လာရင်ဖက်ရှင်အုပ်ထုပ်ဆောင်ပြီးရေဒီယိုစီဒီထဲကဂီတပွဲတော်ကိုတွမ်းနောက်ထောင်ရရင်သူတို့မှတိတ်ဟုတ်လာပြီးမှတ်နေတာသူတို့ကဂီတပွဲတော်မှာတွမ်းနောက်ထောင်မယ်ဆိုကြတဲ့ကဒီကောင်ကတော်တော်စိတ်တကြနေပြီတကယ်လို့သာစကားမပြောမိရင်သူတို့ကြိုက်တလို့တိုက်လွတ်လိုက်ပါသေးတယ်သူတို့ပြန်သွားပြီးမကြခင်မှာပဲကျွန်တော်လည်းလာဗင်နာခန်းဆောင်တွေကပြန်ထွက်လာခဲ့တယ် မပြန်လို့လည်းမရတော့ဘူးလေကာပွဲရုံကပိတ်တော့မင်းတေးဂီတာဝိုင်းတော့တင်းသွားတာကြာလာပြီဒီလိုနေရာမျိုးကတယောက်ထဲလာဖို့နင်းနေမှမကောင်းဒီနေရာမျိုးကိုလာခြင်းရင်ကောင်းကောင်းကတတဲ့အတွဲလေးရင်လည်းပါရမယ်ဒါမှမဟုတ်ရင်ကိုတောက်ချင်တဲ့လောက်စပွဲတို့ကမှားပေးတာမျိုးလည်းဖြစ်ရမယ်ခုတော့ဗျာကျွန်တော်ကိုအသက်မပြည့်သေးဘူးဆိုပြီးရမကာမရောက်မဲ့ကိုကကိုလာပဲရောက်နေဆိုတော့ဒီနေရာမှာဆက်နေလို့လည်းမလုပ်တော့မှလည်း ဒါမှမဟုတ်ရင်ကိုကြိုက်တဲ့ကောင်မလေးတို့ဘာလို့ပါလာမယ်ဆိုရင်လည်းတော်သေးတာပေါ့အခန်း7ကဘွဲခန်းဆောင်ထဲကထွက်လာပြီးဧခန်းထဲရောက်တော့ဂျင်းကိုချက်ချင်းတရရလာတယ်။ဘာဖြစ်လို့လဲမသိဘူး။ကျွန်တော်စိတ်ထဲမှာဂျင်းကိုဖျောက်ဖျက်လို့မရပဲဖြစ်နေတယ်။ဒါနဲ့အန်ဂျင်စရာကောင်းလောက်အောင်ညစ်ပတ်နေတဲ့ဟိုတယ်ဧကန်ထဲကကလထိုင်တစ်လုံးမဝင်ထိုင်ရင်သူ့အကြောင်းကိုတွေးနေမိတယ်။ဆရာဘန်ကီရဲ့ကားကြီးပေါ်မှာ ခွေးမသားဆက်ထရလေတာနဲ့ပါသွားတာကိုကျွန်တော်တွေးနေမိတယ်။ကျွန်တော်ကောင်းကောင်းသိပါရယ်။ဆက်ထရလေတာဆိုတဲ့ကောင်မစွန်မအောင်ဂျင်းကိုကျွန်တော်ခေါင်းထဲကဖျောက်လို့မရပဲဖြစ်နေတယ်ဗျာ။ကျွန်တော်သူ့အကြောင်းကိုစာအုပ်တအုပ်လိုကောင်းကောင်းသိတာပေါ့။တကယ်ပါ။ဂျင်းဟာစစ်တူရင်ကိုဝါသနာကြီးတဲ့အပြင်ကစားခုံနာတို့ဘာလို့မှလဲဝါသနာပါတယ်ဗျ။ကျွန်တော်နဲ့တိပြီးမကြခင်မှာကျွန်တော်တို့နှစ်ယောက်တနွေလုံးတင်းနစ်ကစားဘူးခဲ့ကြတယ်။မနေ့တိုင်းတင်းနစ်ရိုက် ညနေတိုင်းခေါက်သီးရိုက်ဆိုတော့ကျွန်တော်သူ့အကြောင်းကောင်းကောင်းသိတာပေါ့ကောင်းကောင်းသိရဆိုတာတခြားကိစ္စတွေကိုပြောတာမဟုတ်ပါဘူးတနွေလုံးမနဲ့ရောညနေရောတွေ့ခဲ့ကြတာကိုပြောတာပါမိန်းကလေးတယောက်နဲ့တကယ်ရင်းရင်းနှီးနှီးသိကျင်နေဆိုရင်တိတ်ပြီးဘူးကြနေလို့မရဘူးလေသူနဲ့ကျွန်တော်စာပြီးသိပုံကဒီလိုပြတခါတော့သူ့ဒိုပါမင်ခွေးကြီးကကျွန်တော်တို့အင်ရှေကမျက်ခင်းပေါ်လာပြီးချိပါတယ်ကျွန်တော်အမေစိတ်ဆိုးလိုက်တာဘာပြောကောင်းမလဲဒါနဲ့အမေကကျိန်းအမေကိုတတ်တိုင်တာပေါ့ အမေကလည်းဒါမျိုးဆိုရင်နည်းနည်းလေးမှတီးခံတတ်တာမဟုတ်ဘူး။နောက်နှစ်ရက်လောက်ကြာတော့ဂျိန်းဟာသူတို့အိမ်ဘေးမှာရှိတဲ့ရေကူးကန်ထဲမှာဝမ်းရမှောက်ပြီးနေစားလုံနေတယ်။ကျွန်တော်ကဟယ်လိုလို့လှမ်းပြီးနှုတ်ဆက်လိုက်တယ်။ကျွန်တော်တို့နှစ်ယောက်ကအိမ်နီးချင်းပင်မဲ့တစ်ခါမှစကားမပြောဘူးကြသေးဘူး။ကျွန်တော်ကနှုတ်ဆက်ပင်မဲ့သူကခက်တီတီလုံနေတယ်ဗျ။နောက်တော့ကျွန်တော်ကသူ့ခွေးကြီးဗမာပဲချိပပါကျွန်တော်ဘလို့မှမအောင်မိတဲ့အကြောင်းအေကန်နဲ့ဝင်ပါရင်လဲကျွန်တော်အတွက်အရေးမကြီးတဲ့အကြောင်းသူသဘောပေါက်အောင်တွေ့ဝိုက်ပြောရတယ် ဒီနောက်တော့ကျွန်တော်သူနဲ့တော်တော်ရင်းနှီးသွားကြတယ်။အဲ့ဒီနေ့ညနေမှာပဲသူနဲ့ကျွန်တော်ကောက်တိကစားကြတယ်။အဲ့ဒီညနေက သူကောက်တိရှစ်လုံးလုံးပျောက်သွားတယ်။တကယ်ပြောတာကျွန်တော်ကကောက်တိကိုရိုက်တော့မယ်ဆိုရင်ကိုကိုဘယ်လိုလွှဲရကြောင်းဘာကြောင်းညာကြောင်းကိုသူ့ကိုတင်ပေးလိုက်တယ်လေ။နောက်ဆုံးတော့သူ့ကိုကောက်တိကကောင်ရိုက်တတ်အောင် ကျွန်တော်ပဲတင်ပေးလိုက်တယ်ဆိုတော့ကျွန်တော်ကလည်းကောက်တိအရိုက်ကောင်းတဲ့ကောင်ကိုကျွန်တော်ဘယ်လောက်အရိုက်ကောင်းတယ်ဆိုတာကိုပြောရင်ခင်ဗျားတို့ယုံမှာတော့မဟုတ်ဘူး။ တခါတော့ငါခုတ်သေးရိုက်တဲ့ရုပ်ရှင်ကားတို့ကလေးတစ်ခုထဲမှာတော့ကျွန်တော်ပါတော့မလို့ဖြစ်ဖူးသေးတယ်။ကားရိုက်ခံနေတော့မှမရိုက်တော့ဘူးလို့ကျွန်တော်ညင်းလိုက်လို့မပါတာ။တချို့ကရုပ်ရှင်တို့ဘာလို့ကိုမကြိုက်ကြဘူးမဟုတ်လား။ဒီတော့ရုပ်ရှင်နဲ့ပါနေကျွန်တော်ကလည်းအချောက်တိုက်ဟန်ရေးပြတာလို့ထင်နေမှဆိုတာနဲ့ကားထဲမှာပါတော့တာ။ဂျင်းဟာတော်တော်တော့ရေစရာကောင်းတယ်။သူ့ကိုလှတယ်လို့တော့ကျွန်တော်မပြောချင်ပါဘူး။ဒါပေမဲ့ကျွန်တော်ကတော့တော်တော်လေးကိုသဘောကျတယ်။ဗဇက်ကခက်ပြပြေးရေ။တခုခုပြောလို့သူစိတ်ပန်လာပြီဆိုရင် သူ့ပါဇက်ကမဲ့ရွေ့ပြီးကြကြနနာပြောတော့တာပဲမဲလိုက်ရွေ့လိုက်တာကလည်းအရက်ရှိမျက်နာတွေမကတော့ဘူးအရက်ဆယ်မျက်နာလောက်တောင်ရှိမယ်ထင်တယ်အဲ့ဒါကိုကျွန်တော်စိတ်ပြက်တယ်သူ့ပါဇက်ဟာဘယ်တော့မှပိတ်တယ်မရှိဘူးအထူးသဖြင့်ကောက်တီးရိုက်မယ်လို့ချိန်ပြီဆိုရင်ဒါမှမဟုတ်လေစာအုပ်တို့ဘာလို့ဖတ်နေပါဇက်ကအမြင်မဲ့နေတော့တာပဲသူကကြပြားတို့ဘာလို့လဲဝါသနာပါတယ်လေကျွန်တော်ညီအေလီရဲ့ကြပြားတွေကိုအိမ်သူအိမ်သားကလွဲပြီးသူတယောက်ကိုပဲကျွန်တော်ပြဖို့သေးတယ် အဲလီကိုတော့သူမတွေ့လိုက်ရဘူးလေသူရောက်လာတာကအဲ့ဒီနွေရတီကမှရောက်လာတာကိုကျွန်တော်ကအဲလီအချောင်းကိုပြောပြတယ်သူကလည်းဒါမျိုးဆိုရင် တိတ်ဆိတ်ဝင်စားတယ်ကျွန်တော်အမေကတော့သူ့ကိုတိတ်သဘောမချဘူးသူတို့သားအမေကသူ့ကိုနည်းနည်းအထက်စီဆက်ဆံတယ်လို့ထင်နေတယ်အထူးသဖြင့်သူတို့ကစပြီးနှုတ်မဆက်ရင်အမေကတဲပြီးမကြိုက်ချင်ဘူးသူတို့သားအမေနဲ့အမေဟာရွာထဲမှာမကြာခဏတွေ့ကြတယ်ဂျိန်းကသူတို့ရဲ့ လာစေးအမိုးဖွင့်ကားကိုမောင်းပြီးဈေးဝယ်သွားရင် အမေနဲ့မကြခဏတွေ့လေရှိပြီးတော့ဂျင်းဟာချစ်စရာကောင်းတယ်ဆိုတာတော့အမေကတိတ်လက်မခံခြင်းဘူးကျွန်တော်ကတော့သဘောကျတယ်လေကျွန်တော်စိတ်ထဲမှာတော့သူ့လှူရှာမှုလေးတွေကိုကချစ်စရာကောင်းတယ်လို့ထင်နေတယ်တညက်နေကိုကျွန်တော်အမရနေသေးတယ်အဲ့ဒီတော့ကကျွန်တော်သူ့ကိုနမ်းမလို့တောင်လှုပ်ခဲ့မိသေးတယ်ဒီတစ်ခါပါပဲအဲ့ဒီနေ့ကစနေနေ့ပြမိုးတွေကလည်းရွာလိုက်တာတဝုန်းဝုန်းနေတာပဲအဲ့ဒီအချိန်ကကျွန်တော်ကလည်းသူ့အိမ်ရောက်နေတယ် သူတို့အင်ကလိုက်ကကားထားတဲ့စင်ဝင်ထဲမှာကျွန်တော်နဲ့သူနှစ်ယောက်ထိုင်ပြီးကြားထုတ်နေကြတယ်။တခါတော့သူကသူ့ကင်းတွေကိုရှေ့မထုတ်ပဲနောက်ကကြောင်ထဲမှာကြီးထားတော့သူ့ကိုစဘူးလေ။ဒါပေမဲ့ဒီတခါတော့ကျွန်တော်ကသူ့ကိုမစတော့ပါဘူး။ဂျင်းကိုကျွန်တော်မစခြင်းဘူးလေ။တော်မလေးတွေကိုစိတ်ဆိုးအောင်စရတာကိုကျွန်တော်သိပ်ပျော်တာပဲ။ရဲရတယ်မဟုတ်လား။ဒါပေမဲ့ကိုကြိုက်နေတဲ့ကောင်မလေးကြတော့ကျွန်တော်မစခြင်းဘူးဗျာ။တချို့ကောင်မလေးတွေကြတော့လေအဲ့ဒီလိုကိုအစခံခြင်းနေကြတယ်။ သူတို့နဲ့တိရလဲကြပြီအဲ့ဒီမှာစတာပြောင်တာတို့လည်းမလုပ်ပဲခက်တီတီကြီးနေတချို့ကောင်မကလေးတွေကမကြိုက်ချင်ကြဘူးသူတို့ကကညိုမြလုံနေကြတာထားပါတော့လေကျွန်တော်ပြောချင်တာကအဲ့ဒီတညက်နေတော့ကကျွန်တော်သူ့ကိုနမ်းမလို့လုတ်ခဲရတဲ့အကြောင်းကိုပြောချင်တာပါအဲ့ဒီအချိန်မှာမိုးတွေကလည်းတဲတဲမဲမဲရွာလို့ကျွန်တော်တို့နှစ်ယောက်ကစင်ဝင်ထဲမှာကြာထုံးနေကြတော့သူ့အမေရဲ့ယောက်ျားသူ့ပထွေးပေါ့ဗျာအရဲ့သမားကြီးထွက်လာပြီးအိမ်ထဲမှာ secret ရှိလားလို့မေးတယ် ကျွန်တော်သူ့အကြောင်းကိုတိတ်တော့မသိပါဘူး။ဒါပေမဲ့လူကြီးကိုကြည့်ရတာကသူများစီကတခုခုမရရင်တစ်ဖက်သားကိုမတူတလို့မတန်တလို့ပုံနဲ့။ပုံကလည်းစိုးသလားမမင်းနဲ့။ဘာဖြစ်လို့လဲမသိဘူး။အိမ်မှာ secret ရှိသလားလို့မေးတော့ဂျင်းကလည်းမဖြေဘူး။ဒါနဲ့လူကြီးကနောက်တစ်ခါထပ်မေးတယ်။ဂျင်းကလည်းမဖြေဘူး။ကြားထုတ်တာကိုပဲစိတ်ဝင်စားတဲ့ပုံမျိုးလုပ်နေတယ်။ဒီလိုနေရင်မျက်ရည်ပေါက်တပေါက်ကြောက်ွက်ပေါ်ကိုကျလာတယ်။တကယ်ပြောတာကိုလူသူ့မျက်ရည်ပေါက်ကအညိုကွက်ပေါ်ကိုကျလာတာဗျ။ အခုတည်းကကျွန်တော်မျက်စိထဲမှာမြင်အောင်နေသေးတယ်။ဂျိန်းကကြောက်ွက်ပေါ်ကြာလာတဲ့မျက်ရည်ကိုလက်နဲ့တုပ်နေတယ်။ဘာဖြစ်လို့မှန်းတော့မသိဘူး။သူ့မျက်ရည်ကြာတာမြင်တော့ကျွန်တော်စိတ်ထိခိုက်သွားတယ်။ဒါနဲ့ကျွန်တော်ကသူ့ဘေးမှာထိုင်ရင်ကြောက်ွက်ကို ရွှေ့ပေးလိုက်တယ်။ကျွန်တော်တကူလုံးဟာသူ့ရင်ခွင်ထဲကိုရောက်သွားတော့မတက်ဖဲ။အဲ့ဒီတော့မှမချောကကြွကြွပအောင်ငိုရတာကိုဗျ။နောက်တော့ကျွန်တော်လည်းဘလို့ဖြစ်သွားမယ်မသိဘူးသူ့ကိုဖန်တန်းနေတာကိုပဲတတိယရတော့တယ်သူ့မျက်လုံးသူ့နှာရန် ူပါပြင်သူ့နှစ်ဖူးအိုးအကုန်ရှောင်နှန်းနေမိတယ်ဆိုပါတော့အဲ့ဒီနှကန်းကိုမနှမ်းရုံတမဲပဲကြံတော့တယ်။ဘာပဲဖြစ်ဖြစ်သူနဲ့ကျွန်တော်ရင်းရင်းနေနေဖြစ်သွားကြတာဟာဒီတစ်ချိန်မှာအနီးကပ်ဆုံးပဲ။ခဏကြာတော့သူလည်းအိမ်ထဲကိုဝင်သွားပြီးကျွန်တော်ကြိုက်တဲ့ဆွေတာအနီရောင်ကလေးကိုဝှက်ထွက်လာတယ်။ကျွန်တော်တို့နှစ်ယောက်ရုပ်ရှင်ရုံကိုထွက်လာခဲ့ကြတယ်။လမ်းကြတော့ကျွန်တော်ဟာသူ့ပထွေးကြီးကသူ့ကိုနှိပ်ဆက်သလား။ကောင်းကောင်းမွန်မွန်ဆက်ဆံရဲလား။ဘာလာလို့ရှောက်မိမိတယ်။ဂျင်းဟာငငယ်လှလှကလေးရဲ့ ဒါပေမဲ့သူ့စိတ်ထဲမှာဒီလူကြီးကိုကြောက်နေရဟန်တူတယ်။ဒီလိုကြတော့လေသူကကကမမဆက်ဆံပါတယ်တဲ့။သူ့ကိုဘာအနေရမှမပေးပါဘူးတဲ့။ကြည်စမ်းပြတချို့မင်းကလေးတွေဟာတော်တော်အကဲခတ်ရခတ်ပါလား။အဲ့ဒီတော့ကဘာဖြစ်လို့သူ့ကိုတလဲဆိုတာမေးလို့ကိုမရဘူး။တချို့မင်းကလေးတွေဟာဒီလိုပဲထင်ပါရဲ့။ဂျိန်းဟာရေခဲတုံးကြီးလိုအေးဆက်ဆက်မထုံတက်တယ်လည်းမဟုတ်ဘူးဗျ။ကျွန်တော်တို့နှစ်ယောက်ဒီထက်ပိုပြီးကြွကြွလွန်လွန်မဖြစ်ကြတဲ့အတွက် သူကခက်ပပယ်လုံနေသလားလို့ခင်ဗျားတို့ကထင်ကောင်းထင်ကြလိမ့်မယ်။ဒီလိုလည်းမဟုတ်ပါဘူး။ဥပမာဆိုတော့ကျွန်တော်နဲ့သူရွှေရှင်သွားတော့ကျွန်တော်ကသူ့လက်ကိုကိုင်ထားတယ်။ဒီလက်ကလေးကိုင်တာဗာမြန်းဆန်းလို့လေဗျာ။ဒါပေမဲ့သူကတော့ယောက်ျားလေးတွေနဲ့လက်ချင်းတွဲလမ်းလျှောက်ရမှာကိုရှက်တဲ့လေ။တချို့ကောင်မကလေးတွေကြတော့လက်ချင်းတွဲကိုင်လိုက်ရင်လူသေးကောင် လက်ကြီးကိုင်လမ်းလျှောက်ရတယ်လို့ပဲ။လက်ထဲမှာအေးအေးဆက်ဆက်ကြီးနဲ့ပါလာတယ်။လှုပ်လဲမလှုပ်ဘူး။ တချို့ကြတော့လေကိုလက်ကိုကင်ထားတဲ့ယောက်ျားလေးကညင်းငွေပြီးလှချပစ်လိုက်မှစိုးလို့လားမသိဘူးအမြဲတမ်းလက်ကဝက်မီခတ်တယ်လို့တယံယံလှုပ်နေတတ်တယ်ဒါပေမဲ့ဂျင်းကတော့ဒီလိုမဟုတ်ဘူးဗျရုပ်ရှင်တို့ဘာလို့တွက်ကြည့်လို့ယုံနေရောက်တာ ਨੇ ကျွန်တော်တို့နှစ်ယောက်ဟာတယောက်လက်ကိုတယောက်ဆုပ်ထားကြတယ်လှုပ်ကိုမလှုပ်တော့ဘူးရုပ်ရှင်ပြီးမှပဲလက်ချင်းဖြုတ်လိုက်ကြတယ်တယောက်လက်ကိုတယောက်ဆုပ်ထားလိုက်ကြတာဟာလှုပ်လဲမလှုပ်ဘူးဒီအနေထားဒီအတိုင်းပဲ ဂျိန်းလန်နဲ့ဆုတ်ထားရရင် တမျိုးပဲဗျာချွေးပြန်နေဆိုတာလည်းမသိတော့ဘူးလက်စီထွက်တယ်ဆိုတာလည်းမသိတော့ဘူးကြည်နူးနေတာကိုပဲသိတော့တယ်တကယ်ပြောတာဂျိန်းနဲ့ပတ်သက်လို့နောက်တစ်ခုမှတ်မိတာရှိသေးတယ်ရုပ်ရှင်ယုံနေရောက်တော့ဂျိန်းလှုပ်လိုက်တဲ့အပြုတ်မှုတစ်ခုကြောင့်ကျွန်တော်အကြီးအကျယ်အံ့အားသင့်သွားတယ်အဲ့ဒီတုန်းကတရင်ကပြနေတုန်းလားဘာလားမသိဘူးအဲ့ဒီတုန်းမှာကျွန်တော်လေကုပ်ပေါ်လက်တစ်ဖက်ရောက်လာတယ်ကြည့်လိုက်တော့ဂျိန်းရဲ့လက်ရည်တော်တော်ရည်စရာကောင်းနေဗျာ ဂျင်းဟာအပြိုလေးရှိသေးတယ်။ခုတော့ကျွန်တော်လေပင်ကိုတိုင်းဖတ်ထားတယ်။အမှန်ကတော့ဒါမျိုးလုပ်တယ်ဆိုတာခက်ရွယ်ရွယ်အမျိုးသမီးတွေ။ဆိုပါတော့အသက်20ကျော်အစိတ်ပိုင်းရောက်နေတဲ့မိန်းမတွေလုပ်လို့ရှိတယ်။ကိုယောက်ကြောက်ကိုဖြစ်ဖြစ် ကိုယ်သားသမီးကိုဖြစ်ဖြစ်ဒီလိုလေပင်တိုင်းဖတ်လို့ရှိတယ်။ကျွန်တော်ဆိုရင်ညီမလေးဖီဘီကိုပဲဒီလိုပဲလေပင်တိုင်းဖတ်လို့ရှိတယ်။ဒါပေမဲ့ကိုယ့်လိုရွယ်တူအမျိုးသမီးတစ်ယောက်ကဒီလိုကိုယ်လေပင်လာပြီးတိုင်းဖတ်တယ်ဆိုရင်တော့တိတ်သဘောကျတာပေါ့ဗျာ။ ဒီအကြောင်းတွေကိုကျွန်တော်တွေးနေတယ်။အော်ဂျင်းရေဆက်ထရီလီတာနဲ့အတူဆီယာဘန်ကီရဲ့ကားကြီးနဲ့ပါသွားတယ်ဆိုတာကို တွေးလိုက်မိတိုင်းကျွန်တော်ယင်ထဲမှာမှုန်တန်းကြီးတိုက်တယ်လို့ဖြစ်နေတယ်။ဂျင်းဟာထိကဘာရိကဘာလောက်တာကိုခံမမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီအကြောင်းကို တွေးလိုက်မိတိုင်းကျွန်တော်စိတ်ထဲမှာတမျိုးကြီးဖြစ်နေတယ်ဗျာ။အမှန်ပြောရရင်တော့ဒီအကြောင်းကိုပြောတော့မပြောချင်ဘူး။ဟိုတယ်အေဂန်ဆောင်ထဲမှာလူတော်တော်ရှင်းနေပြီ အသားဖြူဖြူနဲ့ကြက်လိုလိုဘာလိုလိုဟာရီတောင်မရှိကြတော့ဘူးဒီတုန်းမှကျွန်တော်ဟိုတယ်ကထွက်သွားခြင်းစိတ်ပေါက်လာတယ်ဒီအထဲမှာနေရတာစိတ်ထဲမှာတမျိုးကြီးဖြစ်လာတယ်အေးလည်းမအိတ်ချင်သေးဘူးဒါနဲ့ကျွန်တော်အခန်းကိုပြန်တက်လာခဲ့ပြီးကိုအင်းကြီးကိုကောက်ဝတ်လိုက်တယ်အခန်းပြတွင်ပေါက်ကနေပြီးခက်ဆော့ဆော့ကမြင်ခဲ့ရတဲ့ပုံမမှန်တဲ့ရှုခင်းတွေကိုတွေ့ရအောင်မလားလို့ကျွန်တော်လှမ်းကြည့်လိုက်တယ်ဒါပေမဲ့ဘာမှမမြင်ရတော့ဘူးဗျမိတွေငိမ့်ကုန်ပြီတလေကနဲ့ဆင်းလာပြီး က်စီတစ်စီးကိုလှမ်းခေါ်ပြီးတော့အာနီကိုမောင်းမှုပြောလိုက်တယ်။အာနီဆိုတာကဂရင်းနီယာနာမှာရှိတဲ့ညကလက်တစ်ခုပြ။ကျွန်တော်အကူ DB Hollywood ကိုမသွားခင်တော့ကအဲ့ဒီကလက်ကိုမကြာခဏသွားလေးရှိတယ်။တခါတလေကျွန်တော်ကိုတော့ခေါ်သွားတတ်တယ်။အာနီဆိုတာကခပ်ပဖိုင်ခောက်ဝါနီဂရိုကြီးပြ။စနေရတော့ဘာလို့လဲတိပြတတ်တယ်။လူကလည်းတော်တော်ပဝင်မြင့်နေငနေကြီး။အကောင်ကြီးကြီးတို့ဘာလို့မဟုတ်ရင်စကားတော့ဟာဟာပပပြောချင်တာမဟုတ်ဘူး။ စန်းနေရတော့တော်တော်အတိကောင်းနေစန်းနေရလက်တန်ကောင်းလိုက်ပုံတော့မပြောပါနဲ့တတော်ကိုကောင်းတာဘလို့ကောင်းတယ်လဲလို့ဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးကောင်းတယ်ဆိုတာပဲသိတယ်ဘယ်တော့ကောင်းတယ်လဲဆိုရင် အကောင်ကြီးကြီးတို့ဘာလို့မဟုတ်ရင်အဖက်လို့စကားမပြောဘူးကွဆိုရဲပုံမျိုးထွက်အောင်ကောင်းတယ်အခန်းစနစ်ကျွန်တော်ငှားစီးလာတဲ့ကားကကားစုပ်ကြီးပြဆုပ်လိုက်တမကားထဲမှာတယောက်ယောက်ကမြန်း မုတ်ကျိုးမုတ်ပဲ့တွေထပစ်ခဲ့သလားအောင်မရတယ်။တကားလုံးကနန်စော်လို့အချိန်မတော်ကားငားပြီဆိုရင်ကျွန်တော်ကလည်းဒီလိုကားဆုပ်တွေကိုမှငှားစီလေးရှိတယ်။ပိုးပြီးဆိုတာကစနေနေ့ညဆိုပေမဲ့လမ်းတစ်လျှောက်မှာလူသူကင်းရှင်းပြီးတိတ်ဆိတ်နေတယ်။လမ်းမပေါ်မှာလူသူဆိုလို့တယောက်မှမတွေ့ဘူးဗျာ။အဲ့ရောတခါတလေကြတော့ယောက်ျားတယောက်နဲ့ကောင်မကလေးတယောက်တယောက်ခါကိုတယောက်ဖက်ပြီးလမ်းဖြတ်ကူးသွားတာတို့ဘာလို့မြင်လိုက်ရတယ်။တခါတလေကြတော့လေ လူမိုက်လူလူကောင်တွေနဲ့သူတို့အတွဲတွေဝေးလာဝါလာနဲ့ရေမောသွားတာကိုတွေ့လိုက်ရတယ်။သူတို့ရေတန်တွေကခွေအဥတန်တွေလိုပဲလို့ကျွန်တော်စိတ်ထဲမှာထင်နေမိတယ်။ပြောစရာမကောင်းလူခြေတဲ့ချိန်လမ်းမပေါ်မှာရေတန်ကိုကြားရင်နယူးယောက်မြို့ကြီးကကြောက်စရာကြီးလို့ကျွန်တော်စိတ်ထဲထင်နေမိတယ်။ရေတန်တွေကိုဟိုးအဝေးကြီးကကြားရတယ်။အဲ့ဒီရေတန်တွေကိုကြားရတိုင်းကျွန်တော်စိတ်ထဲမှာတမျိုးကြီးပဲ။စင်ကြီးရမလို့လို့ဘာလို့လို့နဲ့ကျွန်တော်အိမ်ပြန်ချင်းပြီး ကျွန်တော်ညီမလေးနဲ့ကစားချင်လာပြီဒီလိုနဲ့ကျွန်တော်မြို့ထဲမှာကားလျှောက်စီးရင် driver နဲ့ကျွန်တော်စကားလက်ဆုံကြသွားကြတယ်သူ့နာမည်က Howes တဲ့ကျွန်တော်တွေ့ဘူးသမျှ driver တွေထဲမှာတော့တော်တော်ကြီးမမွန်ရှိတဲ့လူတစ်ယောက်ပဲဘာပဲဖြစ်ဖြစ်ဒီလူဟာဘဲတွေအကြောင်းများသိသလားမသိဘူးဒီမားပြနောက်ကြီးခမားဘဟုပန်းချန်ကြီးနာကကန်တော်ကြီးနာကိုရောက်ဖူးသလားပန်းချန်တောင်ဘက်ပိုင်းကကန်တော်ကြီးကိုလေဘဲကို န်းချန်တောင်ဘက်နာကကံပြားဘဲကလေးတွေဘာလေးတွေလည်းရှိရည်လေအဲ့ဒီကံကိုတိရမဟုတ်လားတိတာပဲဘာဖြစ်လို့လဲအဲ့ဒီကံထဲမှာဘဲလေးတွေရေကူးနေတက်တယ်လေနေရာတီတို့ဘာလို့ဆိုရင်မို့အဲ့ဒီဘဲလေးတွေစောင့်နေကြတော့ဘဲကုံမြန်ပြန်သွားကြတယ်လည်းမသိဘူးနော်အဲ့ဒါခမျက်မြန်တိသလားဘယ်သူလဲဘသူကိုပြောတာလဲဘဲကလေးတွေလေစောင်းနေရေတွေခဲတော့ဆံရကဘဲလေးတွေကိုထရက်ကားကြီးနဲ့ပဲတင်ခေါ်သွားသလားဒါမှမဟုတ်သူတို့ဘာသာပြန်သွားသလား ြန်သွားတဲ့အချိန်ရင်လေဘယ်ဘက်ကိုလဲတောင်ဘက်ကိုလားမြောက်ဘက်ကိုလားကားစီယာကကားမောင်းနေရကကျွန်တော်မျက်နှာကိုလှမ်းကြည့်နေတယ်သူ့ကိုကြည့်ရတာလူတော်လူကောင်းမှပဲဒါပေမဲ့တော်တော်စိတ်တူတက်ပုံရတယ်ဒါတော့ငါပဲသိမလဲကွတင်တန်ဖန်ဖန်ကွာဘဲတွေဘဲကို ပြန်သွားတယ်လို့ဘဲတိပါမလဲစိတ်မရှိပါနဲ့ဗျာလို့ကျွန်တော်ကပြောပေမဲ့စိတ်တူနေပုံမင်းမရှိပါဘူးကွာဘာဖြစ်လို့စိတ်တူရမှာလဲ ီလောက်ကလေးမေးတာကိုတော့စိတ်တူနေတော့ကျွန်တော်လည်းသူနဲ့စကားဆက်မပြောဖြစ်တော့ဘူးဗျ။ဒါပေမဲ့သူကပဲစပြောတယ်ဗျ။ငါတွေကတော့ဘယ်ကောမှမသွားဘူးထင်တာပဲကွ။ငါတွေကတော့အဲ့ဒီကန်ထဲမှာပဲနေတာပဲ။ငါကတော့ဟုတ်ချင်ဟုတ်မှာပေါ့။ကျွန်တော်သိချင်တာကဘဲတွေဘဲကိုသွားတယ်လဲဆိုတာသိချင်တာ။အတူတူပေါ့ကွာ။ငါတွေနဲ့ဘဲတွေလည်းအတူတူပဲပေါ့။ငါကပိုတော့စိုးလေအောင်မင်း။ဆောင်းတွင်ကြီးမှာကန်ထဲနေရတာပိုဆိုးတာပေါ့။ဘဲတော်နေရတာခိုင် ရေထဲနေတဲ့ငါးကြတော့ပို့ဆိုးမှာပေါ့တောက်တိတောက်တယ်ကွာဒရိုင်ဘာကြီးကတခုခုကိုတော်တော်စိတ်တုန်နေပုံရတယ်ကျွန်တော်လည်းတော်တော်ကြဘာမှမပြောဘဲညင်လိုက်လာခဲ့တယ်ဒါဖြစ်ကန်ထဲမှာရေတွေခဲလို့လူတွေကစကိတ်တွေဘာတွေစီးကြတော့အဲ့ဒီငါးလေးတွေဘဲလေးတွေဘာလုပ်နေကြလဲမသိဘူးနော်ဟာကောင်းလေးရဘာလုပ်နေရမှာလဲကွာအဲ့ဒီကန်ထဲမှာဒီလိုပဲနေကြမှာပေါ့ဒီလောက်ရေတွေခဲနေတဲ့အထဲမှာဒီအတိုင်းတော့မနေနိုင်ဘူးထင်နေပြ ရေခဲတွေကိုမရှိတလို့နေလို့ဘယ်နဲ့လုပ်ဖြစ်မလဲဘယ်သူကဒီအတိုင်းမနေမှာလဲရေထဲမှာဒီအတိုင်းပဲနေမှာပေါ့ဒါသူတို့တဘာဝပဲဆောင်းတွေမှာသူတို့လည်းရေခဲဖြစ်နေမှာပေါ့ကားစရာဟာတော်တော်စိတ်တူလာတဲ့ထင်းနေမော်တော်ကားကို မိတိုင်နဲ့ဝင်ဆောက်တော့မလို့ကားကိုအပြင်းမောင်းနေတယ်ဒါဖြစ်သူတို့ဘာစားပြီးအသက်ရှင်နေကြတယ်လေဗျာဆောင်းတွင်ကြီးမှာရေခဲတုံးကြီးလို့ဖြစ်နေတော့သွားလို့လာလို့လည်းမရဘူးမဟုတ်လားဒီတော့ဘယ်နဲ့လုပ်ပြီးအစာရှာစားကြမလဲ ဟာဘာဖြစ်လို့အစာရှာလို့မရရမှာလဲသူတို့ကရေမော်ရီငနုတ်ငဖွဲလေးတွေကိုစားပြီးအာရတက်ရနေကြတာပေါ့တဆောင်တွင်လုံးဘဟတ်တွေကိုဟားထားကြမှာပေါ့ဒါသူတို့တဘာဝပဲကားစီယာဟာကျွန်တော်ကိုလှည့်ကြည့်ပြန်တယ်ကားတော့တခုခုနဲ့ဝင်ဆောက်တော့မှာပဲလို့တွေးပြီးကျွန်တော်ကြောက်လာတယ်ဒီလူကစိတ်တူတဲ့လူဆိုတော့သူနဲ့ဆက်ပြီးစကားပြောလို့ဖြစ်မှာမဟုတ်တော့ဘူးလို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်တနေရမှာရက်ပြီးတခုခုတောက်ကြရအောင်ဗျာသူကဘာမှမဖြစ်ဘူးဗျာ ကျွန်တော်နဲ့လိုက်ရကောင်းမလားလို့စဉ်းစားနေပုံရတယ်။ဒါနဲ့ကျွန်တော်ကထွက်မေးတယ်။လူကသဘောတော့ကောင်းပါတယ်။ရှယ်လဲရရတယ်။မဖြစ်ပါဘူးကွာငါ့မှာအရက်တောက်ဖို့အချိန်မရှိပါဘူး။နေပါဦးငါညီကအသက်ဘယ်လောက်ရှိပြီလဲ။ဘာဖြစ်လို့အိမ်မပြန်သေးတာလဲ။မအိတ်ချင်သေးလို့ဗောဗျ။အာနီရဲ့ညကလက်ကိုရှောက်လို့ကျွန်တော်ကပတ်စံထုတ်ပြီးတော့ကားစီယာဟာငါပြဿနာကိုပြန်ဆက်တယ်ခမ။ငါပြောမယ်ကွာ။မင်းသားငါဆိုရင် တဘာဝမိခင်ကြီးကမင်းကိုဆောက်ရှောက်ပေးမှာပေါ့မဟုတ်ဘူးလားဒီတော့ဆောင်းတွင်ရောက်တာနဲ့ငါးကလေးတွေဘယ်နဲ့လို့တည်ကုန်တော့မလဲမဟုတ်ဘူးလားကျွန်တော်ပြောတာကဟုတ်ပါတယ်မင်းပြောသလိုမတည်နိုင်ပါဘူးကားစရာဟာကားကို မောင်းပြီးလင်းတို့တကောင်လိုဝူးကနေထွက်သွားတယ်တော်တော်စိတ်တူတဲ့လူပြားဒီလောက်စိတ်တူတဲ့လူကိုတခါမှမတွေ့ဘူးသေးဘူးတော်တော်ညစ်နေနေပြီမေအာနီရဲ့ညကလပ်မှာတော့လူတွေကြိတ်ကြိတ်တူစီကားနေတော့မယ်အများအားဖြင့်တော့အထက်တန်းကျောင်းသားတွေနဲ့ကောလိပ်ကျောင်းသားတွေပဲ ကျောင်းကကျောင်းတွေထဲမှာနာတာလူပွဲအတွက်အားလိုက်ရပိတ်တဲ့ကျောင်းဟာကျွန်တော်တို့ကျောင်းတော့ဆုံးမဲ့ချင်တယ်။တခြားကျောင်းတွေကနာတာလူပွဲတော့အားလိုက်ရအတွက်အစောကြီးပိတ်ကုန်ကြပြီ။ကျွန်တော်တို့ကျောင်းတစ်ကျောင်းနဲ့ပဲကျန်တော့တယ်။လူတွေများလုံးလို့ကိုကိုအင်ကြီးကိုအထာမမအောင်တတိထားနေရတယ်။လူများပင်မဲ့အာနီကစန္နယာတီးနေလို့အားလုံးငြိမ်သက်နေတယ်ခမ။အာနီစန္နယာခုံမှာဝင်ထိုင်လိုက်တာနဲ့လူတွေဟာဖယားရှိကိုကျောင်းထဲရောက်သွားသလိုငြိမ်ကြသွားတယ်။ သူ့လောက်စနေရတီကောင်းတာတယောက်မှမရှိဘူးလို့ထင်တာပဲကျွန်တော်အနာကအတွဲသုံးတွဲဆိုရင်ဇပွဲမရသေးတာနဲ့မတရရစောင့်နေရဲကအာနီစနေရတီတာကိုမြင်ရအောင်ဆိုပြီးရှေ့ကိုအတင်းတိုးနေကြတယ်စနေရခုံရှေ့မှာ ကိုလုံးပေါ်မှန်ကြီးထောင်းထားပြီးသူ့ကိုပေါ်ကိုလည်းမီးမောင်ကြီးထိုးပေးထားလို့သူစနေရတီနေတာကိုလူတိုင်းမြင်နေရတယ်လက်ချောင်းလေးတွေလှုပ်ရှားနေတာကိုတော့မမြင်ရဘူးပေါ့သူ့မျက်နှာကြီးကိုပဲမြင်နေရတာကျွန်တော်ဝင်လာတော့က သူဘာတချင်းတီးနေတယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းမသိဘူး။ဒါပေမဲ့နားထောင်လို့ကောင်းတာတော့အမှန်ပဲ။စနေရအဖျားလုံးလေးတွေကိုခပ်ဖွဖွလေးတို့သွားပြီးဘဲဘက်ရောက်တော့ဘဲတန်ကြီးတွေကိုတီးသွားလိုက်ပုံများပြား။မိညောက်ရိုးတွေကို အောက်သွားတာပဲ။တချင်းလဲဆုံးသွားရော။အောပါလက်ခုတ်တန်တွေဟာမဆဲတော့ဘူး။ခမားတို့ကိုကြားစီချင်နေပြား။တချင်းလဲဆုံးသွားရော။အောပါတန်ကတတော်နဲ့မဆုံးတော့ဘူး။ခမားစိတ်တောင်ညစ်မယ်။ နားထောင်နေတဲ့လူတွေဟာအယူတွေအတိုင်းပဲစောစောက တွေ့ခဲ့တဲ့ခွေးအလိုရဲတဲ့လူလေးလူလွင့်နေလိုပဲတကယ်လို့မြတ်ကျွန်တော်သာမင်းသားဖြစ်ဖြစ်စံနေရဆရာဖြစ်ဖြစ်ဖြစ်ခဲ့ရင်ညာမျိုးဩဘာပေးတာကိုတော့ကျွန်တော်မလိုချင်ဘူးကျွန်တော်အတွက်လက်ခုမတီးစေချင်ဘူးထက်တယ်ဗျလူတွေဟာဘာမဟုတ်တဲ့အရာတွေအတွက်လက်ခုတီးချင်တီးတက်ကြတာကျွန်တော်သာစံနေရဆရာဆိုရင်တော့အခန်းကလေးထဲမှာပဲတီးမှာပဲလူတွေကလက်ခုတီးနေကြတော့မှာ အာနီဟာထိုင်ကုန်ကလေးပေါ်ကနောက်ပြန်လှည့်ပြီးလူတွေကိုဝှက်ကြေတန်းကြေဥညွတ်ပြလိုက်တယ်။သူဟာပရိတ်သက်ကိုရိုသေလေးစားပါတယ်ဆိုတဲ့သဘောပေါ့ဗျာ။အမှန်တော့ဒီငနေကြီးကအင်မတန်ပဝင်မြင့်ပြီးအဖက်သားကိုအထင်သေးတဲ့ငနေကြီးတက်တက်မေဟန်ရင်ပြနေရ။ဘာဖြစ်လို့မှမသိဘူး။သူလဲစနေရတီဗီတွားရောကျွန်တော်သူ့အတွက်စိတ်မကောင်းဖြစ်နေတယ်။သူတီးခဲ့တာတွေဟာဟုတ်မှဟုတ်ရဲ့လားဆိုတာ သူ့ဘာသာသူတော်တိမတိရလားလို့ကျွန်တော်ထင်တယ်လေအမှန်ကတော့လေသူ့အဖြစ်မဟုတ်ပါဘူးသူ့ကိုဝိုင်းပြီးလက်ခုပ်တီးပေးနေကြတဲ့စိတ်သမားတွေကြောင့်ဒီလို ဖြစ်နေတာပါဒီကောင်တွေဟာအခွင့်အရေးမရလိုက်နဲ့ရလိုက်တာနဲ့တပြိုင်နဲ့ဝင်းရှုပ်တော့တာပဲဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာနေရတာစိတ်ပြက်လာတယ်ဒါနဲ့ကျွန်တော်ကုတ်အင်ကြီးကိုပြန်ယူပြီးဟိုတယ်ကိုပြန်တော့မလို့စိတ်ကူးမိတယ်ဒါပေမဲ့စောနေသေးတော့အိတ်လည်းမအိတ်ချင်သေးဘူးလေနောက်ဆုံးတော့နေရန်ဘေးမှာခက်ကြောင်ကြကြစပွဲတစ်လုံးရတယ် ရှေ့မှာတိုင်ကြီးကကွယ်လိုက်သေးတယ်။ဘာမှကောင်းကောင်းမမြင်ရဘူး။စပွဲကလည်းဘလောက်ကြောင်ကြတလဲဆိုရင်အဲ့ဒီကိုရအောင်သွားဖို့တောင်ခက်ခက်ခက်ရင်အနာကလူတွေကနေရဖဲမပင်းရင်ဘယ်နေမှာဘတော်မှအဲ့ဒီနေရာကိုရောက်ဖို့မလွယ်ဘူး။တဲ့ရဲ့အတိုင်းအဲ့ဒီဇပွဲကငနေတွေကလည်းဘတော်မအလိုက်တသိဖဲမပေးဘူးဒီတော့ဘာလို့ရတလဲကိုကလေထိုင်ကိုလေးဖက်ထောက်တက်ရတာပေါ့ဇပွဲမှာထိုင်ပြီးတော့ကျွန်တော်အကြိုက်ဖြစ်တဲ့စကော့ဝီစကီနဲ့ဆိုတာကိုမှားလိုက်တယ် ရေခဲစိန်ထားတဲ့ဒိုင်ကွေပြီးရင်စကော့နဲ့ဆိုတာကိုကျွန်တော်အကြိုက်ဆုံးအာနီရဲ့ညကလပ်မှာတစ်ခုကောင်းတာက6နှစ်သားလောက်ဆိုရင်အရက်မှာတားလို့ရတဲ့အချက်ပဲကလကမှောင်လဲမှောင်တော့ဘာကုန်းမှလည်းတတိမထားမိကြအောင်ပြီးတော့ခမည်းဘာသာအသက်ဘလောက်ပဲရှိနေနေဘသူကမှအလေးကယူပြုနေကြတာမဟုတ်ဘူးတက်နိုင်လို့ခမည်းဟာစေတမာဖြစ်နေရင်တော့အရေးမကြီးဘူးရတယ်ကျွန်တော်ဘေးပတ်လည်မှာငတုံးတွေကြီးပဲတကယ်ပြောတာ ျွန်တော်ဝဲဘက်ဇပွဲတသေးလေးမှာခတုံတုံတကောင်နဲ့ခတုံတုံကောင်မလေးတယောက်ရှိအသက်ကတော့ကျွန်တော်လောက်ပါပဲနည်းနည်းကြီးချင်းကြီးမပေါ့တော်တော်တော့ဟားရတယ်ဗျသူတို့နှစ်ယောက်ဟာအရက်တောက်ရေးမတောက်ရေးကိစ္စကိုရေးကြီးခွင်ကျဲလောက်ပြီးပြောနေကြတယ်ကျွန်တော်လည်းဘာမှလုပ်စရာမရှိတာနဲ့သူတို့ပြောတဲ့စကားတွေကိုအသာနားထောင်နေတယ်ငနေကဒီနေ့ညနေပိုင်းတုန်းကသူကြည့်ခဲ့ရတဲ့အကြောင်းပေါ်ပွဲအကြောင်းကိုပြောနေတယ်ဘောလုံးပွဲမှာဘသူကဘလို့ကန်တဲ့အကြောင်း ဘယ်အလုံးကဘလို့လွဲသွားတဲ့အကြောင်းပြောလိုက်တာစုံနေတာပဲတကယ်ပြောတာစကားဝိုင်းတွေကိုကျွန်တော်နားထောင်ခဲ့ဘူးပေါင်းများလာပြီဒီလောက်တုံးတဲ့ကောင်မျိုးတစ်ခါမှမတွေ့ဘူးသေးဘူးဘောလုံးပွဲအကြောင်းဒီလောက်တောင်ပြောနေဘယ်ကောင်မလေးကသူ့ကိုစိတ်ဝင်စားတော့မလဲဗျဒါပေမဲ့သူ့ကောင်မကလေးကလည်းဒါကိုအဟုတ်ကြီးလုပ်ပြီးနားထောင်နေတယ်ပြောတန်တော့ကောင်မကလေးကိုကပို့တုံးလို့ဒီလောက်နားထောင်နေတာပဲလို့ကျွန်တော်အောက်မြင်လိုက်မိတယ်ဒါကြောင့်မို့လို့ဒီလောက်တုံးတဲ့ငနေရဲ့စကားတွေကိုနားထောင်နေတာပေါ့ဗျ အယုတ်ဆိုးတဲ့ကောင်မကလေးများဟာတော်တော်တော့သဘောကောင်းနေထင်နေကျွန်တော်သူတို့ကိုမြင်သိတ်တနာတာပဲတခါတလေကျွန်တော်သူတို့ကိုမကြည့်ရဘူးအထူးသဖြင့်ခုလိုခတ်တုံတုံစေးသမားလိုကောင်းကဘာမဟုတ်တဲ့ဘောလုံးပွဲအကြောင်းဒီလောက်ပုံကြီးချက်ပြောနေတာမျိုးဆိုရင် ကျွန်တော်ကောင်မကလေးကိုသိတ်တနာတာပဲ ယနေ့အတွက်အပိုင်း၈ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နောက်ဆက်ပြီးခဲ့ပါတော့တော်လန်ကလစ်ကတူတူယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။တော်လန်ကလစ်ကအပေါင်းဘေးကင်းကြပါစေရှင်။